အားလုံးပဲမင်္ဂလာပါပရိသတ်တို့ရေခုတော့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ဒါမဲ့နိုဝင်ဘာ16ရက်နေ့မှာထူးတက်ကြမဲ့ပွဲကြီးပွဲကောင်းပွဲကိုကျွန်တော်တင်ဆက်ပေးချင်တာပါအဲ့ဒါမှာကျွန်တော်တို့ရဲ့အချစ်တော်ကြီးစူပါလက်ပါပါတယ်စူပါလက်ကတော့အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ်စူပါလက်ဆိုတာ ਨੇ ဟိုတကယ်တပတ်ပိုင်ရှင်ကောင်းမွန်ဝေထိုင်းပညာဝေထိုင်းပညာရှင်တို့လည်းတင်စားခေါ်လို့ရပါတယ်တကယ်ကိုထူးတက်မဲ့နေရာမှာလည်းတကယ်ကိုပညာယူပြီးတော့ ပညာနဲ့ထိုးသက်လေးရှိတဲ့စူပါလက်ပါသူကတော့ကျွန်တော်တို့တန့်စင်ရဲ့ဆရာလေးဖြစ်တဲ့ကိုကြီးတယောက်လိုလည်းဖြစ်ပါတယ်အခုလက်ရှိမှာဂျပန်ကိုသူရောက်ရှိနေပါပြီမနေ့ကပဲစပြီးတော့သူတို့ဂျပန်ရောက်ရှိပြီလို့ဆိုရှယ်မီဒီယာပေါ်မှာတင်တာတွေတွေ့နေရပါပြီအဲ့တော့ဒီပွဲမှာသူနိုင်မလားသူရှုံးမလားဆိုတာကျွန်တော်တို့သိကြမသိရပါမယ်ကျွန်တော်ကတော့စူပါလက်ကိုနိုင်စေချင်ပါတယ်စူပါလက်ကမွေထိုင်းမှာ တကယ်ကိုချန်ပီယံခေါင်းတယောက်လို့ကျွန်တော်တို့ပြောရပါမယ်ပြီးတော့ဒီပွဲကကစ်ပေါက်စင်ပွဲဖြစ်ပါတယ်ကစ်ပေါက်စင်ကိုပြောင်းပြီးတော့ထိုးရမှာဖြစ်တဲ့အတွက်ကြောင့်ဂျပန်ဖိုင်တာနဲ့သူကပွဲတည်ပြီးသားဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဂျပန်နေဆိုတာကကစ်ပေါက်စင်ပိုင်းမှာတော်တော်လေးကိုထူးချွန်ကြတဲ့ဖိုင်တာတွေပါဘလောက်ပဲထူးချွန်ထူးချွန်ကြပါစေထိုင်းဖိုင်တာတွေနဲ့တွေ့လို့ရှိရင်တော့လုံးဝရှုံးနေကြစမြဲပဲအဲ့အတွက်ကြောင့်မလို့ဒီပွဲက စူပါလက်ကသူ့ရဲ့ခပတ်ကိုသူ့ရဲ့ခပတ်ကိုခါပွဲနိုင်မလားသူ့ရဲ့ခပတ်ကိုပေးရမလားဆိုတော့မသိသေးပါဘူးကျွန်တော်ကတော့နိုင်စေချင်ပါတယ်စူပါလက်နိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ပြည်သက်တို့